таки ွန်းတိုင်းနဲ့တမီလေးတွေဆုံရှုံပြီးမှ Great Wall Hotel ရော့ဂျေးကိုမြူချောင်းပြတ်သားစွာပြောလာတဲ့မနေ့နေ့ရွှေငလင်းဘေးဒန်ကြောင့်တက်ဆုံရှုံသွားရတဲ့ခင်မွန်းတိုင်းနဲ့တမီလေးနှစ်ယောက်တွေပြတ်သားရင်သူမရဲ့သဘောထားကိုချပြလိုက်တာကမနေ့နေ့ရွှေပါမနေ့နေ့ရွှေဆိုတာကတော့ခင်မွန်းတိုင်းနဲ့တူချစ်စရာကောင်းတဲ့တမီလေးနှစ်ယောက်နဲ့ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘွားလေးကိုပိုင်ဆိုင်ထားတဲ့မြို့သမီးဖြစ်ပါတယ်မလာ20ရက်နေ့မတိုင်ခင်မှာတော့မနေ့နေ့ရွှေတို့မိသားစုလေးဟာရန်ကုန်မြို့ကနေမန္တလေးမြို့ကိုလဲပဲ့ရောက်ရှိနေတာဖြစ်ကမန္တလေးမြို့ကနာမည် ေကြီး Greywall Hotel မှာတိတ်ခိုနေကြတာပါပြီးခဲ့တဲ့မလာ20ရက်နေ့ကအင်အားပြင်းကလေးလှုပ်ခဲစင်မှာတော့ မနီနီရွှေကတကိုယ်လေးကံကောင်းစွာလွတ်မြောက်သွားခဲ့ပေမယ့်မနီနီရွှေရဲ့ခင်မွန်းတဲ့တဲ့တို့သမီးလေးနှစ်ယောက်နဲ့ကလေးထင်းစုစုပေါင်း၄ယောက်ကတော့ Great Wall Hotel ပြိုကျမှုမှာပြိမိသွားခဲ့တာဖြစ်ပါတယ်။အစောပိုင်းမှာတော့ Hotel တွေကအသက်ရှင်လျက်လွတ်မြောက်လာတဲ့သူတွေရဲ့ပြောကြားချက်အရမနီနီရွှေရဲ့သမီးလေးနှစ်ယောက်ကမမဆိုပြီးတော့ငိုတန်ကြားရတယ်လို့ပြောကြတာပါ။ဒါကြောင့်လေမနီမျိုးက Great Wall Hotel ငလင်တန်းချောင်းပြိုကျမှုမှာလွတ်မြောက်သွားတဲ့မနီနီရွှေကမလွတ်မြောက်ပဲပြိမိနေတဲ့ခင်မွန်းတဲ့သမီးလေးတွေပုံပြင်တော့ကကြီးစွာနဲ့အချိန်မီအသက်ရှင်လျက်ကဲဆဲ ယ်နိုင်ဖို့ကြိုးပမ်းနေကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်း Great World Hotel ကအချိန်မှန်ကယ်ဆယ်ခွင့်မပေးဘူးဆိုတော့ကောလာဟာလာသတင်းနေတဲ့တူမနီနီရွှေရဲ့ခင်မုန်းတဲ့တမီလေးနေအောင်ကလေးကူမိကလေးတို့ကိုအချိန်မီကယ်ဆယ်နိုင်ခဲ့ခြင်းမရှိပါဘူး။ဒါကြောင့်လည်းမနီနီရွှေရဲ့ခင်မုန်းတဲ့တမီလေးတွေရဲ့အသက်မဲ့နေတဲ့ရှုံလောင်းကိုငရင်လှုပ်ပြီးရက်ပေါင်း၁၀ရက်ကြာမှသာရှာဖွေနိုင်ခဲ့ပါတယ်။ဒါကြောင့်လည်းမနီနီရွှေတယောက်တော်လေးကိုမှဝမ်းနဲ့ကြေကွဲရတာပါ။အထူးသဖြင့်မနီနီရွှေရဲ့မိသားစုဝင်တွေရဲ့ရှုံလောင်းကိုရှာတွေ့စင်မှာဖခင်ဖြစ်သူကတမီလေးနဲ့အင်ကူ ကောင်မလေးကိုအုံမိုးကဆုံးပါသွားခဲ့တာကြောင့်လေမနှင်းနှင်းရွှေနဲ့အတူတူတက္ကနိုင်ကံလုံးကလူတွေကတနာကယူနာတက္ခဝနေကြရတာဖြစ်ပါတယ်။မိသားစုဝင်တွေကိုဆုံးရှုံးလိုက်ရတဲ့ကဲရဲ့ရှင်မနှင်းနှင်းရွှေနဲ့အတူ လူတတော်များကတော့ငလင်တန်းချောင်းဟိုတယ်ပြိုချခဲ့စဉ်သက်ရှင်လျက်နဲ့ပြိမိနေသူတွေကိုချိန်မီမကဲဆန်နိုင်ခဲ့တဲ့ဟိုတယ်တော်ဝင်ရှိသူတွေကိုပြစ်တင်ကြပါရီအခုကမှတော့ဂရီဝါဟိုတယ်ဘက်ကနေငလင်တန်းချောင်းစာအုပ်ပြိုချပျက်စီးသွားချိန်မှာအတန်ဆုံးရှုံးသွားသူတွေကိုရှော့ချေးပေးမယ်လို့ကန့်လန့်ခဲ့ကြောင်းသိရတာပါဒါပေမဲ့လေမန်နေနေရွှေကတော့သူမသိချရတဲ့ခင်မုန်းတယ်နဲ့တမီလေးတွေကိုဆုံးရှုံးလိုက်ရတဲ့ချိန်မှာရော့ချင်းငွေပေးဖို့ကန့်လန့်လာတဲ့ဂရီဝါဟိုတယ်ရဲ့ကန့်လန့်မှုကိုညှိပေးလိုက်ပါရီမန်နေနေရွှေကငလင်ပေးစတင်ဖြစ်စဉ်ကလေးကကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်စဉ်တွေ ဲ့နိနာသူမိသားစုဝင်တွေကိုမငယ်ပဲသူတို့သဘောဆန္ဒအတိုင်းသာလှူဆောင်ခဲ့ကြောင်းသူမအနေနဲ့ငယ်ရင်းပဲကြောင့်စာအုပ်ပြိုကျစင်မာတွေကသူမရဲ့ခင်မုန်းတဲ့သမီးလေးတွေဘယ်နေရာမှာရှိနေမလဲဆိုတာကိုဟိုတယ်တာဝန်ရှိသူတွေကိုကြိမ်ကြိမ်ပြောခဲ့ပေမယ့်ဟိုတယ်ဘက်ကကန့်သက်ချက်တွေကြောင့်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုတတ်မှတ်ထားတဲ့နေရာတွေမှာသာလှူဆောင်ခဲ့ရတယ်လို့ဆိုပါတယ်။နောက်ဆုံးရောတော့ဒက်ဘော်ဒီကိုတောင်မှကိုယ့်စီစဉ်တဲ့ကိုခက်ခဲခဲရဖို့လှူဆောင်ခဲ့ကြောင်းဒါကြောင့်လေဒီလိုဖြစ်ရဆိုတဲ့ကြောင့်သူမရဲ့ခင်မုန်းတဲ့သမီးလေးတွေကိုဆုံးရှုံးရတဲ့ပုံမှာဘလို့မှဖြေဆယ်လို့မရ နိုင်လို့မင်းနေရွှေကပြောလာတာပါ။ဒါကြောင့်လေမင်းနေရွှေကတော့ဟိုတယ်ဘက်ကတာဝန်ရှိသူတွေကန်လန်းနဲ့ရော်ချင်းငွေကိုဘလို့မှမရှူနိုင်ဘူးလို့ပြောလာတာဖြစ်ပါတယ်။ဒါပြီးမင်းနေရွှေကသူမအနေနဲ့ Green World Hotel ဘက်ကကန်လန်းနဲ့နင်နာချေးကိုမြူခြင်းမဲသူမခင်မတဲ့တဘွားလုံးစူဆောင်းထားတဲ့တံမိုးကြီးကြောက်စင်းအိတ်ပျောက်ဆုံးနေတာကိုပြန်လို့ခြင်းတယ်လို့ပြောလာတာပါ။ သူမဟာခင်မောတယ်နဲ့တမီးလေးနောက်ဆုံးခီးကိုအာယုံဆိုင်ရလို့တမိုးကြီးကြောက်စိမ့်အိတ်ကိုသတိမမှုခဲ့ကြအောင်အခုခါမှာတော့သူမတို့မိသားစုရဲ့ကြောက်စိမ့်အိတ်ပျောက်ဆုံးနေတာကြောင့်သူမအနေနဲ့ရုပ်ချင်းဝင်မလို့ခြင်းပဲသူမတို့မိသားစုစီးစိမ်ဥစ္စာကိုတာဝန်ရှိပေးဖို့မနီနီရွှေက Great World Hotel ဘက်ကိုတောင်းဆိုလိုက်တာဖြစ်ပါတယ်။